ကျမောက်ပင်ရဲ့မူရင်းဒေသကတော့မလေးရှားနိုင်ငံကပဲဖြစ်ပါတယ်။ကျမောက်မှာဆိုရင်တော့အစိတ်ကတ်မျိုးနဲ့အသီးကွန်ကျွတ်မျိုးဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ကျမောက်ကတော့ပူနေဆွဆူတဲ့ရာသီဥတုကိုကြိုက်နှစ်သက်ပြီးတော့ရေမွေ့တဲ့မြေမျိုးတွေမှာဆိုရင်တော့ကောင်းစွာဖြစ်ထွန်းနိုင်ပါတယ်။မင်္ဂလာပါခင်ဗျာ။အပြုပျော်ရွှင်သိစေခြင်းဆိုတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်တော်တို့အဖွဲ့သားတွေရောက်ရှိနေတဲ့နေရာကတော့ဘီလင်းမြို့နယ် ဇုံတုံဆံပြကျေးရွာမှာပဲဖြစ်ပါတယ်ဒီမှာကြက်မောက်ကိုစိုက်ပျိုးနေတဲ့တောင်သူကြီးတွေနဲ့တွေ့ဆုံပြီးတော့ကြက်မောက်ကိုဘယ်လိုစိုက်ပျိုးရလဲကြက်မောက်မှာဘယ်လိုယောဂမျိုးတွေကြားရောက်နိုင်တယ်လဲနောက်တစ်ခါကြက်မောက်ကိုကျွန်တော်တို့ကနေပြီးတော့ဒီလိုအောင်မြင်ဖြစ်ထွန်းအောင်ဘယ်လိုစိုက်ပျိုးရတယ်လဲဆိုတဲ့အကြောင်းအရာတွေကိုတွေ့ဆုံပြီးပြန်တက်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ အစိတ်ကိုပြိုးထောင်ရေးစိုက်ပျိုးခြင်းနဲ့ဂိုင်းဆက်မျိုးပွားစိုက်ပျိုးခြင်းနဲ့လည်းစိုက်ပျိုးနိုင်ပါတယ်။ပြိုးပင်တစ်နှစ်သားရှိရင်တော့စိုက်ခင်းကို ရွှေပြောင်းစိုက်ပျိုးပေးနိုင်ပါတယ်။စိုက်ခြင်းတွေကတော့အကျယ်နှစ်ပေအနက်နှစ်ပေကတူးပြီးတော့ဒခြင်းနဲ့ဒခြင်းကို15ပေကခွာပြီးထရီကန်ပုံစံစနစ်နဲ့စိုက်ပျိုးရမှာလည်းဖြစ်ပါတယ်။ကိုမင်္ဂလာပါဟုတ်ပါပါ ကျမဘုပနာမစားရခြင်းရတော့ဒီကျန်းကိုရှင်းပေါ့ဒီကျန်းရှင်းပြီးရင်သူ့အတိုင်းတာနဲ့ဘယ်လိုရောက်ဘယ်လိုရောက်ကျူးတူဝတ်တဲ့ဝတ်တဲ့ပြီးကာလဘုလိုမေလာ၁၈၂၀လောက်ဆိုတော့ကောက်အများဆုံးပေါ့အဲ့ဒီစဉ်းစားကြည့်ကြပါစိုက်တဲ့နေရာမှာကျွန်တော်တို့အပြင်းရတဲ့ကာလဒီအခုကတပ်ပြီးတော့ဗလဲခေါ်ဗလဲကိုတလားထားတော့ ုံးဆုံးစားလာတယ်ဒီဆုံးစားတော့ကြည့်ကြည့်ပါပြီကျူလာလို့တက်ကြံတလားတော့ကျွန်မတို့ပြည်ပြီးဆိုလို့ရှိရင်အဲ့ဒီမှာငါကဒုတိယကျဝဲကြီးဆိုတာကပထမမစိုက်စိုက်ထားတဲ့မူရင်းချက်ကိုဒီမှာတော့တင်းနေရမှာကျွန်တော်ကနှစ်တင်းပေါ့ဆပါဟုတ်ကဲ့နှစ်တင်းစားရတဲ့နေရာမှာကိုဒီလာသုံးသောတော့စိုက်လို့ရမယ်ထဲလာတော့စိုက်တယ်ဖြစ်စမီရမယ်တဘာဝနောက်ကြီးရမယ်ဒီချက်ရမယ် ဆိုတော့ပုံရမယ်ခုနဆိုတဲ့အစူရဝဲကအတီးဝဲပေါ့ဟုတ်အဲ့ဒါကိုကျွန်တော်တို့မိုးမှန်တဲ့အချိန်တည်းမှာတခါတော့ထည့်ပါတယ်ထည့်ပါပြီးတော့တမစ္ဆာဆိုတော့တမစ္ဆာပြီးဒီကာလမှာအခုလိုလူလာရေလိုအပ်ပြီးချိန်ကြကျွန်တော်တို့ဘယ်တော့ဆက်သွင်းကြလဲဆိုတော့ကြာသူလာပြီးတော့ဆိုပနမနေရပနမရေသေးလာပြီးလို့ဒီအချိန်မှာတော့ဆောင်းရည်ပြီးတော့တက်တာကြောင်း ဆက်5ရက်တော့လဲချားလို့ရတယ်ဆဲချားလို့ရတယ်ဒီပူလို့လည်းသူကဘာမှပြည့်မဟုတ်ကောင်းဆုံးကတော့9ရက်10ဆိုတာကောင်းဆုံးပါအဲ့ဒီရန်နေရောတော့ခုနပြောတဲ့တစ်နှစ်ခွဲပြည့်ပြီပေါ့ဘယ်ကြောက်အောင်တစ်နှစ်ခွဲရနေပြီးတော့ခုနပြောတဲ့ပုံကအချိုးပဲခါပလဲတတ်မျိုးကစတိနှစ်သုံးတော်တော့ပြန်ကြည့်သူအပြည့်ကြီးလာပြီဟုတ်ကဲ့ဖတ်ကြည့်ရနေမှာကျတော့အပြင်နဲ့ပုံမှန်6လမတပိထွာသူဒီမုံပေါ့အနေသားရခွာတယ် ။နောက်အဲ့ဒီနေရာမှာဟုတ်ကဲ့အခုနင်းနေပေါ့။ဟွာဝီးပေါ့။အနေကြဆုံးဆောင်းလာမှာ။အဝီးတုံးတစ်ခွာ။ဒီအလတ်တုံး။ကြွကြတော့လဲတပေကြီးကြီးတာပေါ့။ဟုတ်။သူကတော့ကိုယ်တွေးဒုံကကိုယ်ကတော့ချိန်ပြီးတွေးတာပေါ့။ဟုတ်။တီးတော့ဘယ်နည်းလောက်ဆိုသိလဲ။ကျွန်တော်ဦးလက်ရှိကျွန်တော်ကိုယ်တိုင်လည်းစိုက်တာလည်းပြည့်တယ်ပြောတာပြောတော့။အပင်တရာကျော်မှာ။နှစ်နှစ်ပြည့်တဲ့ချိန်ကျတော့ရှစ်ပင်ကြီး။